လာပါဒီနေ့မှာတော့ကဘာကျော်မျက်မမြင်နမိတ်ဖက်ပညာရှင်ဘာဘာပန်ကရှန့်ထားခဲ့တဲ့2026ခုနှစ်အတွက်ကြောက်စရာအကောင်းဆုံးခမန်းချက်တွေအကြောင်းကိုပြောပြပေးသွားမှာပါ9 11ချန်ပန်မှုဆိုဗီယက်ယူနန်ပြိုကွဲမှုစတဲ့အဖြစ်အပျက်တွေဟာသူ့ရဲ့ဟော်ဂိန်းတွေနဲ့တိုက်ဆိုင်ခဲ့တယ်လို့ယုံကြည်သူတွေကလည်းဆိုကြပါတယ် နောင်လာမဲ့နှစ်အနည်းငယ်အတွင်းကမ္ဘာစစ်ဂျိုသားတွေနဲ့ AI တွေရဲ့စိုးမိုးမှုတွေဖြစ်လာမဲ့ဆိုရင်တော့သင်ယုံကြည်နိုင်မလားဒီဗီဒီယိုမှာဘာဘာဗန်ဂါရဲ့2020ခုနှစ်ခမှန်ချက်၄ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးခမှန်ချက်ကတော့ကမ္ဘာစစ်နဲ့ပတ်သက်တာပါပဲဘာဘာဗန်ဂါရဲ့ဟော်ကိန်းတွေအရဆိုရင်2020ခုနှစ်မှာကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကတင်းမာမှုတွေကြောင့် တတိယကဘာစစ်စတင်နိုင်ရည်ရှိတယ်လို့ဟောဝင်းထုတ်တာပြီစစ်ပွဲကအရှေ့ဘက်ကနေစတင်ပြီးတော့အနောက်နိုင်ငံတွေကိုပြန့်နှံ့သွားမယ်လို့လည်းခန့်မှန်းထားပါတယ်လက်ရှိကဘာအခြေအနေရဆိုရင်လည်းနိုင်ငံရှိရှိပဏိပခတွေများပြားနေတာဟာဒီခန့်မှန်းချက်ကိုပိုပြီးစိုးရိမ်စရာဖြစ်လာစေပါတယ်ဒုတိယတစ်ချက်ကတော့ကဘာကျိုးအတွက်အနေရရှိတဲ့သဘာဝပေးတွေပါပဲ 2028ခုနှစ်မှာပြင်းထန်တဲ့မြေငလင်းများမိတောင်ပေါက်ကွဲမှုများနဲ့စိုးရိမ်ပွေရာရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာနိုင်တယ်လို့ဘာဘာဘန်ကာကပြောကြားခဲ့ပါတယ်။ဒီကဘာဝပေးရကြောင့်ကမ္ဘာမြေမျက်နှာပြင်ရဲ့ခွန်ရာကင်လုံး၊ရှေ့ရာကင်လုံးလောက်အထိထိခိုက်ပျက်စီးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ဒီခမန်းချက်ဟာလက်ရှိကမ္ဘာလုံးဆိုင်ရာယာတီဥရုပြောင်းလဲမှုအကျက်တဲတွေနဲ့အတူနိုင်ငံအသီးသီးမှလည်းငလင်နဲ့တခြားသဘာဝဗျက်နေရဲ့အမျိုးမျိုးရောများစွာစိုးရိမ်ပူပန်မှုများဖြစ်နေပြီးတော့ဘာဘာဘန်ဂါရဲ့ဟော်ကင်းပေါ်တက်ဝင်ယုံကြည်လာကြပါလိမ့်မယ် တတိယအချက်ကတော့ကျွန်တော်တို့နေ့စဉ်ဘဝနဲ့တိုင်းရိုက်ပတ်သက်နေတဲ့မြေပညာအကြောင်းပါဘာဘာဘန်ကက AIR 2020ရှောက်ကုနေမှာကြီးမားတဲ့ဒိုတက်မှုတစ်ခုရရှိပြီးတော့လူသားတွေကိုစတင်လွှမ်းမိုးရှုပ်ကိုင်လာနိုင်မယ်လို့ဟောပေးထုတ်ခဲ့ပါတယ် AI နည်းပညာအမကန်တိုးတက်နေတဲ့အတွက်လူသားတွေအလောက်ကိုင်းတဲ့နေရှင်ဘဝမှာစက်တီရဲ့လွှမ်းမိုးမှုပုံများလာနိုင်ရေကိုဒီခံမှန်းချက်ကတရေပေးနေတာလည်းဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့အံ့ဩစရာအကောင်းဆုံးခံမှန်းချက်တစ်ခုကတော့ဂျိုသားများရောက်လာခြင်းပဲဖြစ်ပါတယ်။ဘာဘာပန်ကာရဲ့ခံမှန်းချက်တွေထဲမှာ2026ခုနှစ်နိုဝင်ဘာလမှာကြီးမားတဲ့ဂျူရင်ကြီးတစ်စင်းကကမ္ဘာလေထုထဲကိုဝင်ရောက်လာပြီးလူသားတွေနဲ့ဂျိုသားတွေပထမဦးဆုံးအကြိမ်တရားဝင်ထိတွေ့မှုဖြစ်လာမယ်လို့ပါရှိပါတယ်။ဒီချက်ကတော့သိပ္ပံပညာရဲ့ထက်နမိတ်ဖတ်မှုပိုဆန်နေပြီးကမ္ဘာလူသားတွေအတွက်တော့အကြီးမားဆုံးအဖြစ်အပျက်ဖြစ်လာနိုင်ပါတယ်ခင်ဗျာ။ ဘာဘာဘန်ကရဲ့2026ခုနှစ်အတွက်ခမန်းချက်တွေကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတယ်လို့စိုးရိမ်ထိတ်လန့်စရာလည်းကောင်းပါတယ်အရေးကြီးတဲ့အချက်ကတော့ဘာဘာဘန်ကရဲ့ခမန်းချက်တွေကယုံကြည်သူတွေကြားမှာရေးပန်းစားပေမဲ့တိတ်ပန်နီးကြအထောက်အထားတစုံတရာမှမရှိဘူးဆိုတာကိုသတိပြုဖို့ပါဒီရှက်လက်တွေဟာဗဟုသုတနဲ့စိတ်ဝင်စားမှုအတွက်သာရည်ရွယ်ပါတယ်ဒီတော့2026ခုနှစ်မှာဘာဘာဘန်ကရဲ့ခမန်းချက်တွေကဘယ်တစ်ခုကအဖြစ်လာနိုင်ဆုံးလို့သင်ထင်ပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦး နောက်ထပ်ဘ ഹു တုတရရစီအကြောင်းအရာတွေကိုသိချင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်